language ဖွင့်ပြမှုမှာ screen time များတဲ့အခါမှာအရင်ထိခိုက်ပါတယ်။စကားလေးတစ်လုံးနှလုံးစီတက်လာပြီဆိုတော့ဆိုရင် तू ကခွေးလို့ तू ကပြောလိုက်တယ်ဆိုလို့ရှိရင်ကျမတို့စကားကိုချဲ့ပြောရမယ်။အော်ခွေးជីជីနော်အဲခွေးအညိုလေးနော်အားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ခလေးပြည့်စုပြောထောင်ရေးဆိုင်ရာပညာပေးစာတွေကိုရေးတယ်။ Jessica Moses ဖြစ်ပါတယ်ရှင်။ဒီနေ့ကျမပြောမယ့်အကြောင်းကတော့ ဒီကလေးလေးတွေရဲ့ဘာသာစကားဖွံ့ဖြိုးမှုနဲ့သိမြင်စွမ်းရည်လို့ခေါ်တဲ့ cognitive development နဲ့ဘယ်လိုဆက်ဆက်နေသလဲဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ရှင်။အဲကလေးတွေမှာပေါ့နော်ဒီသိမြင်စွမ်းရည်လို့ခေါ်တာဘာကိုခေါ်တာလဲဆိုလို့ရှိရင်ဒီဘာသာစကားနားလည်နိုင်နိုင်စွမ်း ပြန်ပြောနိုင်စွမ်းပေါ့နော်တွေးတောဆင်ခြင်းနိုင်စွမ်းနောက်ပြီးတော့စိတ်ကူးစိတ်တန်ကောင်းမွန်ခြင်းဒါတွေအကုန်လုံးကသိမြင်စွမ်းရည်လို့ခေါ်ပါတယ်ကျမတို့ cognitive development လို့ခေါ်ရပေါ့နော်ဘာသာစကားစွမ်းရည်လို့ပြောတဲ့အခါမှာကျတော့ကလေးလေးတွေကဒီသူတို့စကားမပြောတတ်ခင်မှာကလေးကသူကဘာသာစကားကိုစပြီးတော့လေ့လာနေပြီပေါ့နော်ဆိုတော့စကားမပြောတတ်ခင်ကလေးကသူကနားထောင်နေပြီနားထောင်ရင်းနဲ့သူကကြားနေပြီပေါ့နော်လေ့လာတယ်ဆိုတော့ဒီတိတိတသားကြီးမဟုတ်ပေမဲ့သူတို့လေးတွေကနားထောင်နေစူးစမ်းနေပေါ့ဆိုတော့ဒါက စကားမပြောတတ်ခင်ကလောက်စကားပြောတတ်တဲ့အခါမှလည်းတို့ကဒီစကလုံးတွေကိုဒီပြန်လဲအသုံးပြုတတ်ဖို့နော်ဒီစကလုံးတွေကိုမမှန်ကန်ကန်နေရမမှန်လေးနဲ့ပြောတတ်ဖို့ဒါတွေအကုန်လုံးနဲ့ခုနကပြောခဲ့တဲ့ဒီတိမြင်စွမ်းရည်နဲ့ဆက်ဆက်နေဆိုတော့ဘလို့ဆက်ဆက်တလဲဆိုလို့ရှိရင်ကျမတို့ကခလေးတွေကစကားပြောတတ်လာပြီနော်စာရေးတတ်လာပြီဆိုလို့ရှိရင်ကျမတို့ထင်တာဟောစာရေးတတ်တယ်ပေါ့နော်တကယ်တော့ဒီဟာကိုစာရေးတတ်လာဖို့အတွက်စကားပြောတတ်လာဖို့အတွက်ကိုဒီအုံနောက်မှာသူကခုနကတော့ ထမင်းစားမယ်ဆိုတဲ့စကားဆိုပါတော့เนาะဒီစကားလေးကိုကျမတို့ကတကယ်ပဲထမင်းစားခံပြီးမှသူဘိုက်စားတဲ့အချိန်မှာပြန်သုံးရတယ်ဆိုတဲ့ဟာကိုကလေးလေးကတိလာတယ်ပေါ့တကယ်တော့ထမင်းစားမယ်ဆိုတဲ့စကားလုံးတစုကိုတော့သူတိတာမှန်ပါတယ်ဒါပေမဲ့သူရှူရှူပေါက်ချင်တဲ့အချိန်မှာဒါသုံးတယ်ဆိုလို့ရှိရင်သူသုံးတဲ့စကားလုံးကမမှန်ဘူးပေါ့เนาะဆိုတော့ကျမတို့ကထမင်းစားမယ်ဆိုတဲ့စကားစုကိုသူဘိုက်စားတဲ့အချိန်မှာထမင်းစားကျင်တဲ့အချိန်မှာထမင်းစားတဲ့အချိန်မှာပြောတာကသူ့ရဲ့အုံနောက်ကဒီအချိန်မှာ ဒီစကားပြောရတာမှန်တယ်ဆိုတာကိုသူတိလောက်အောင်ဖွင့်ပြောသွားလို့ပေါ့နော်ဆိုတော့ဒီအုံနောက်ဖွင့်ပြောမှုနဲ့ဘာသာစကားပြောဆိုမှုနဲ့အဲ့လိုမျိုးဆက်ဆက်နေဆိုတော့ကလေးတွေကစာဖတ်နိုင်လာတာစာတွေကိုနားလည်နိုင်လာတာနော်စကားလုံးတွေနားလည်လာတာတချို့ကလေးလေးတွေဆိုလို့ရှိရင်စကားတော့မပြောတတ်သေးဘူး ဖြစ်ဖြစ်မိမိပြောတာနားလဲတယ်ပေါ့နော်အဲ့ဒီစကားလေးနားလဲလာတဲ့အပြင်ကိုပြန်ပြောတတ်သွားတာဒါတွေအကုန်လုံးကခုနကပြောခဲ့တဲ့သိမြင်စွမ်းရည်လို့ခေါ်တယ်ဒီဒီတွေးတောဆင်ခြင်နိုင်စွမ်းစိတ်ကူးစိတ်သင်ဒါတွေအကုန်လုံးနဲ့တွားပြီးဆက်ဆက်နေရပေါ့နော်ဆိုတော့ကျမတို့ကဒီကလေးလေးတွေကိုသိမြင်စွမ်းရည်ကောင်းတယ်လို့ပြောတဲ့အခါမှာဒီဉာဏ်ရည်နဲ့လည်းတွားဆက်ဆက်တာပေါ့နော်ဆိုတော့ကလေးလေးတွေကိုဉာဏ်ကောင်းအောင်စကားတွေတွတ်အောင်ကျမတို့ဘယ်လိုကူညီပေးရမလဲဆိုတဲ့အကြောင်းလေးတွေကိုအဲဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင် တော့ကလေးလေးတွေဘာသာစကားတုတ်တက်အောင်ကျမတို့ဘယ်လိုပြောပြလို့ရမလဲဆိုတော့နံပါတ်1ကလေးကိုစကားများများပြောမယ်နော်ကလေးကိုစကားများများပြောမယ်ကလေးကိုစကားပြောတဲ့အခါမှာလည်းကျမတို့တွေကဘယ်လိုပြောလို့ရလဲဆိုကလေးလေးကဥပမာစကားလေးတစ်လုံးနှလုံးစီတက်လာပြီဆိုပါတော့ဆိုရင် तू ကခွေးလို့ तू ကပြောလိုက်တယ်ဆိုလို့ရှိရင်ကျမတို့စကားကိုချဲ့ပြောရမယ်အော်ခွေးជីជីနော်အဲခွေးညိုလင်းတော့ဒီလိုမျိုးပေါ့ကျမတို့ကစကားကိုသူပြောတဲ့စကားကိုကျမတို့ချဲ့ပြီးတော့ပြောသွားတဲ့အခါမှာခလေးကစကားလုံးလေးတွေပို့ပြီးတော့တက်လာတယ်။နောက်ကကြရင် ူကပထမဆုံးမှာခွေးလို့ပြောလိုက်ပြီမယ်နောက်တစ်ချိန်မှာကျတော့ခွေးကြီးကြီးလို့သူထပ်ပြောလာမယ်ဩโอเคအဲ့ဒါဆိုရင် तू ကခွေးပဲမယ်ကြီးတဲ့ခွေးဆိုတာ तू တိသွားမယ်ဩနောက်တစ်ချိန်မှာဆိုလို့ရှိရင်ကျမတို့ကဩခွေးခွေးကလေးနော်ခွေးတစ်သေးလေးဒီလိုမျိုးပြောမယ်ဩခွေးတစ်သေးနဲ့ကြီးကြီး तू တိသွားတယ် तू ကစကလုံးဖွံ့ဖြိုးမှုမှာခလေးက ခွေးလေးကနေခွေးကြီးကြီးပျော့တက်သွားတယ်ခွေးလေးကနေခွေးသေးသေးပျော့တက်သွားတယ်ဆိုတော့ကျမတို့ကကိုယ်ကလေးကိုအဲ့လိုမျိုးဒီစကလုံးတွေချဲ့ပြောမယ်စကားများများပြောမယ်အဲ့ဒီပြောကျမတို့ပုံမြင်စာအုပ်သူ့ရဲ့အသက်အရွယ်နဲ့လိုက်ဖတ်တဲ့ပုံမြင်စာအုပ်လေးကိုကျမတို့ဖတ်ပေးမယ်ဖတ်ပေးတဲ့အခါမှာလည်းကလေးနဲ့အတူပေါ့နော်ကလေးလေးကိုစာအုပ်ပြမယ်ပုံမြင်စာအုပ်လေးတွေဖတ်ပေးမယ်အဲ့လိုပဲအဲ့ပုံမြင်စာအုပ်လေးတွေအကြောင်းကိုကျမတို့ပြန်ပြောမယ်နောက်တစ်ခုဘာအရန်ရေးကြည့်သလဲဆိုလို့ရှိရင်ကျမတို့ဒီ screen time ပေါ့နော်ဒါအရန် အဲ short ရပါမယ်ဖြစ်နိုင်လို့ရှိရင်ပေါ့နော်နှစ်နှစ်လောက်အထိမှ screen time မပေးသင့်သေးဘူးပေါ့လုံးဝမပေးသင့်ဘူးတချို့ကမတိလို့ပေးတယ်တချို့ကကြတော့သူ့ရဲ့ဒီဒီထိခိုက်မှုကိုမတိလို့ပေးတာပေါ့နော်ဆိုတော့ language ဖွင့်ပြမှုမှာ screen time များတဲ့အခါမှာအရင်ထိခိုက်ပါတယ်ကလေးရဲ့ဒီဒီဘာသာစကားတွေပေါ့နော်အခြားသောဟောဖွင့်ပြမှုတွေမှာဒီ screen time ကြောင့်ထိခိုက်တာတွေအရင်များတယ်စကားပြောတာနောက်ကျတယ်အခြားသောဖွင့်ပြမှုတွေနောက်ကျတယ်ပေါ့နော်နောက်ကျတဲ့အခါမှာဒီဘာသာစကားလည်းနောက်ကျအခြားသောဖွင့်ပြ ွင်ပြမှုတွေလည်းနောက်ကျတဲ့အခါမှာကလေးကခုနကပြောတဲ့အုံနောက်ခွင်ပြမှုဆိုင်ရာတည်ငင်စွမ်းရည်တွေမှာလည်းနောက်ကျသွားတယ်ဆိုတော့ကျမတို့က screen time ကိုလုံးဝနည်းနိုင်သမျှနည်းအောင်ဖြစ်နိုင်အသက်နှစ်နှစ်အောက်ကလေးတွေမှာမပေးအောင်ပေါ့နော်ကျမတို့ကြိုးစားရမယ်နိုင်ငံရဲ့ချားမှာရှိတဲ့ဒီဆွေမျိုးတွေနဲ့ video call ခေါ်တာမျိုးကတော့ရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ဖုန်းတစ်လုံးပေးထားတာ iPad တစ်လုံးပေးထားတာမျိုးတွေက ်ကလေးအတွက်မကောင်းဘောเนาะဆိုတော့မတက်တာလို့ဟင်းချက်ရတဲ့အချိန်မှာပေးတာတွေတော့ကျမတို့နားလဲတယ်ဒါပေမဲ့အတက်နိုင်ဆုံးကတော့ကျမတို့ screen time ကိုမပေးအောင်ပေါ့နော်ကျမတို့စူးစမ်းရမယ် screen time ပေးလိုက်တဲ့အခါမှာခုနပြောခဲ့တဲ့ဘာသာစကားစွမ်းရည်တိမြင်စွမ်းရည်တွေကအများကြီးနောက်ကျသွားတယ်ပေါ့နော်ဆိုတော့ကလေးကိုကျမတို့ဘာသာစကားနဲ့ပတ်သက်လို့ဒါလေးတွေလုပ်ပေးမယ်နောက်တစ်ခုကကြတော့ဒီတိမြင်စွမ်းရည်နဲ့ပတ်သက်လို့ပေါ့နော်ကျမတို့ဘာလုပ်ပေးလဲဘာလုပ်ပေးလို့ရမလဲဆိုလို့ရှိရင် ခုနပြောခဲ့တဲ့အထဲမှာစာအုပ်ဖတ်ပေးမယ်။နောက်ပြီးတော့သူ့ကိုကျမတို့အပြင်နေခေါ်သွားမယ်။နော်ဒီခရီးသွားတဲ့နေရာတွေခေါ်သွားမယ်။လေ့လာခွင့်ပေးမယ်။စူးစမ်းလေ့လာခွင့်ပေးမယ်။စကားအများကြီးပြောပေးမယ်။အဲ့ဒီအပြင်ကိုကျမတို့အုံနောက်ခွင့်ပြုမှုဒီအထောက်အကူဖြစ်တဲ့ပေါ့နော် education နဲ့ game လေးတွေဒီ puzzle လေးတွေစက်ခိုင်းမယ်။ဒါမျိုးတွေကျမတို့လုပ်တဲ့အခါမှာခလေးလေးကဒီအုံနောက်ခွင့်ပြုမှုပိုင်းဆိုင်ရာပေါ့နော်တိုးတက်မှုတွေအများကြီးရှိလာပါတယ်။ဆိုတော့ဘာသာစကားနဲ့အုံနောက်ခွင့်ပြုမှုဆိုင်ရာတိုးတက်မှုကခလေးတွေ အောင်မြင်ထက်မြက်တဲ့ကလေးလေးတွေလိမ္မာထက်မြက်တဲ့ကလေးလေးတွေဖြစ်အောင်အများကြီးထောက်ကူဖြစ်တာဖြစ်တဲ့အတွက်ဒီဘာသာစကားဖွံ့ဖြိုးမှုနဲ့အုံနောက်ဖွံ့ဖြိုးမှုမှာလည်းကျမတို့လုပ်ပေးနိုင်တာတွေကိုအများကြီးလုပ်ပေးလို့ရပါတယ်။နောက်ထပ်ဘလို့အကြောင်းအရာလေးပြောအောင်မလဲဆိုတာကို Anna Fonsi Kids Page မှာစောင့်ကြည့်ပါအောင်ရှင်။